ဒေါ်နယ်ထရမ့်အစိုးရအနေနဲ့ဆေးအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့မြန်မာလူထုရဲ့လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ကိုပိတ်ပင်ထားတဲ့ဒီရွေးကောက်ပွဲရလဒ်ကိုလက်မခံဆန့်ကျင်ဖို့အမေရိကန်အထက်နဲ့အောက်လွှတ်တော်အမတ်တွေကတိုက်တွန်းလိုက်ပါတယ်အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ James E. Rich နဲ့ ကော်မတီအကြီးအကဲတဦးဖြစ်တဲ့ဂျင်းရှဟင်းအော်လတော်နိုင်ငံသားရေးရကော်မတီဥက္ကဋ္ဌ Brian Mess နဲ့ကော်မတီအကြီးအကဲတဦးဖြစ်တဲ့ Gregory Mix တို့ကမြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်နေ့ကျရင်ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရှုံချဖို့နိုဝင်ဘာ26ရက်နေ့မှာပူးရဲကြေညာချက်ထုတ်ပြန်လိုက်တာပါမြန်မာနိုင်ငံမှာ2020ခုနှစ်ဆီယနာသိမ်းပြီးတဲ့နောက်ပိုင်းအမေရိကကိုအကြောင်းမျိုးစုံနဲ့ရောက်လာသူတွေအတွက်အရင်သမ္မတဂျိုးဘိုက်ဒန်ဆွေးရွာက TPS ယာယီနေထိုင်ခွင့်နဲ့ဆက်နေခွင့်ပေးခဲ့ပြီးတော့တက်တန်းလဲတိုးပြခဲ့တာဟွာခုအခါ Trump ဆိုရကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပတော့မှအပြင် အခြေအနေတွေပိုကောင်းလာတာကြောင့်ဆိုပြီးတော့နိုဝင်ဘာ25ရက်နေ့မှာ TPS နေထိုင်ခွင့်ရပ်ဆိုင်းလိုက်ပါတယ်နိုဝင်ဘာ19ရက်နေ့ကအောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကျင်းပတဲ့ကြားနာပွဲမှာလာရောက်ထွက်ဆိုသူအားလုံးကမြန်မာနိုင်ငံမှာဆေးအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတော့မျှတရတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့ထွက်ဆိုခဲ့ကြတာပါ ဒါကြောင့်တရုတ်နိုင်ငံရဲ့အထောက်ပံ့အစီအမံနဲ့ဆေးအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းလက်မခံကြဘူးအမေရိကန်ကွန်ဂရက်စ်လွှတ်တော်အမတ်တွေကတိုက်တွန်းပါတယ်ဆေးအုပ်စုက2023ခုနှစ်အတွင်း NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်ပါတီတချို့ကိုဖျက်သိမ်းလိုက်သလို2020ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ကိုယ်စားလှယ်တွေကိုမတရားထောင်ဒဏ်ချမှတ်တာ အကြောင်းမဲ့ဖန်ဆီးတာနဲ့တချို့လဲပြီးပါထီထွက်ပြေးတိန့်ချောင်ရတဲ့အခြေအနေတွေကိုထောက်ပြပြီးတော့စေအုပ်စုဂျင်းပါမဲ့ရွေးကောက်ပွဲကို American ပြည်ထောင်စုကလက်ခံလို့မရကြောင်းလဲလွတ်တော်အမတ်တွေကထောက်ပြပါရတယ်။ American Congress လွတ်တော်အမတ်တွေကဖန်ဆီးမြင့်မတ်နှိမ့်ဆက်ခံရမှာအသက်အန္တရာယ်အောင်ရင်ဆိုင်ရနိုင်တဲ့ကြားကပဲဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်တောင်းဆိုတိုက်ပွဲဝင်နေသူတွေကိုချီးကျူးဂုဏ်ပြုပြီးတော့ American ပြည်ထောင်စုဟာမြန်မာလူထုနဲ့အတူ ဆက်လက်ရည်တည်သွားမှာဖြစ်ကြောင်းလဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျွန်တော်အောင်ဆွေပါ